လုံးဝမလိုချင်တာထက်ကိုလေစိတ်ကုံသွားတာဘယ်ယောက်ျားမှသစ္စာမရှိဘူးလို့ထင်တယ်ဒါကိုထက်ငယ်တဲ့ကလေးတွေကိုပြောချင်တာလေသမီးကြီးစားကိစ္စအတူတူနေတဲ့ကိစ္စတွေကိုအရန်သူတို့မှပေါ့ပေါ့ပပလေးလို့အရန်သတ်မှတ်နေကြရတယ်ဗောနော် တချို့ယောက်ျားလေးတွေဆိုရှိတယ် sorry အများကြီးနဲ့တွေ့ရတာသူတို့အရန်ခုံယူကြရတော့တယောက်ထဲနဲ့မတင်းတိမ်ကြဘူးလားဗောနော်မေးချင်တာချစ်တဲ့သူကဘာပဲဖြစ်ဖြစ်ချစ်ကိုချက်နေရမျက်နှာလေးမြင်ရရင်ကိုချက်နေတာဆိုတော့အော်ငါငါငါရဲ့ခန္ဓာကိုငါဘိုးကမပေးလို့မြန်သူကငါ့ကိုမချစ်တော့တာလားဆိုတဲ့စိတ်နဲ့ ပေးဖို့စိတ်မကူပါနဲ့လို့ရွှေလန်းငွေလန်းဖောက်ပြီးနှစ်ပြားကဟင်ဆက်ဖို့ အကြောင်းကြားလိုက်တော်မူတော့သမီးတော်ကြီးရီးစားမလို့ချင်းအဲ့ဒါဆိုဘာလို့လဲမလို့လေမဟုတ်ရီးစားရှိရလို့ထင်နေကြလို့လေအားနေရီးစားရှိရပဲထင်နေကြတော့အော်တယောက်သေးပါလို့ဆိုပြီးတော့အမြဲအဲ့လိုမျိုးတင်ပြစ်တာဒီတိုင်းဒီတိုင်းမှာပဲအဲ့လိုဟိုအေးပေါ့နော်ရီးစားမရှိဘူးလို့ပြောနေတာရီးစားလိုချင်လို့ပဲဖိတ်ခေါ်နေတယ်လို့မြန်ဖြစ်သွားလားမသိတကယ်တော့ကိုယ်ရီးစားရှိရလို့ထင်နေလို့မရှိချောင်းကိုကိုကပြောကြိညာတာပေါ့နော်အကုန်လုံးတည်အောင်တော့မလို့ချင်းပါ လုံးဝမလို့ချင်တာထက်ကိုလေစိတ်ကုံသွားတာကိုကအဲ့လိုမျိုးပေါ့နော်အကယ်ရီးစားထားတော့မယ်ဆိုပြီးတော့အဲ့လိုမျိုးလေးနည်းနည်းစိတ်ကလေးနှစ်လိုက်ပြီးဆိုလို့ရှိရင်ဟိုကိုယ့်ကိုအဲ့လိုမျိုးပေါ့နည်းနည်း play ချင်တဲ့သူတွေကများတယ်ပြီးတော့ဟိုနောက်ပိုင်းတိလာတာလေဟိုလောကမှာဘယ်ယောက်ျားမှတစ္ဆာမရှိဘူးလို့ထင်တယ်။ဘာဖြစ်ဆိုဟိုဒါမိန်းကလေးလည်းတစ္ဆာရှိရလို့လည်းမပြောပါဘူး။မိန်းကလေးကောင်းရင်ယောက်ျားလေးကမကောင်းဘူး။ ယောက်ျားလေးတွေကောင်းရင်လည်းမိန်းကလေးကမကောင်းပြန်ဟာအမဲနဲ့အကောင်းနဲ့အဆိုးကဒွန်တွဲနေတာဆိုတော့လေဒါကိုထက်ငယ်တဲ့ကလေးတွေကိုပြောချင်တာလေအရန်လေဘယ်လိုပြောရမလဲဟိုဒီသမီးကြီးစားကိစ္စအတူတူနေတဲ့ကိစ္စတွေကိုအရန်သူတို့မှဘယ်လိုပြောရမလဲပေါ်ပေါ်ပါပါလေးလို့အရန်တတ်မှတ်နေကြရယ်ပေါ့နော်အဲ့ဒါလုံးဝမဖြစ်တဲ့ဟိုဒါကမြန်မာနိုင်ငံလည်းဖြစ်တယ်မြန်မာလူမျိုးလည်းဖြစ်တယ်ဒါမှမဟုတ်လေမြန်မာလူမျိုးရယ်လို့မဟုတ်ပါဘူး ကိုကိုကိုအဓိကတော့ main clay တွေအနေနဲ့ကိုကိုကိုတန်မိုးထားစေချင်ပါတယ် main clay တွေအနေနဲ့ကဟိုတစ်ခါမှားပြီးပြီးနှစ်ခါမှားပြီးပြီးဆိုလို့ရှိရင်တို့ရကြတော့ဘယ်လိုပြောရမလဲအော်ငါဒီလူတယောက်နဲ့ငါအတူတူနေပြီးပြီပဲငါသူ့လုံးသမျှတီးခံလိုက်တော့မယ်ဆိုတဲ့ဟာမျိုးတွေဖြစ်လာတယ်ဘာဖြစ်လဲချစ်သွားအောင်ချစ်သွားပြီးတန်ရောစင်ရှိသွားတဲ့အခါမှာဒီအမျိုးသားတယောက်ကဘလောက်ပဲကိုယ့်ပေါ်မှာနိုင်ထက်စင်းနေလို့လို့အခြားမိန်းမတွေနဲ့ပဲဘလောက်ပဲဖလစ်ဖလစ်တို့ရကြတော့ နားလည်းခွင့်လွတ်ပေးကြတာအဲ့အချိန်မှာယောက်ျားတွေကပိုဆိုးတော့တာမိန်းကလေးတွေကငါသူနဲ့ကအဲ့လိုမျိုးဖြစ်သွားပြီတော့ငါဆက်တွဲလိုက်မယ်လေအနော်နာခံလိုက်မယ်လေဆိုတဲ့မိန်းကလေးတွေတိမ်ငယ်စိတ်ကရှိကိုရှိရဲ့အဲ့လိုမျိုးယောက်ျားလေးဆိုလို့ရှိရင်လည်းအာမိန်းကလေးတယောက်ပြီးတယောက်နဲ့အဲ့လိုမျိုးတွေ့မြင်ရတွေ့ရတော်တော်လေးကိုဟိုတယောက်ထဲနဲ့မတင်းတိမ်ကြဘူးလားပေါ့နော်မေးချင်တာဘာဖြစ်လို့ဆိုတော့ လောကမှာလုံးဆရာတွေအများကြီးရှိရပေါ့နော်ဒီယာကြီးကိုတချို့တချို့ယောက်ျားလေးဆိုရှိတယ် sorry အများကြီးနဲ့တွေ့ရတာကိုတို့အရန်ဂုံယူကြရတော့ဘာဖြစ်လို့လဲမသိဘူးဂုံယူဂုံယူရမယ့်အရာမဟုတ်တဲ့ဟာကိုဂုံလိုက်ယူနေပြီးတော့ကိုယ့်ဘဝကိုဖျက်ဆီးနေရလို့ညီမကတော့မြင်နေပေါ့နော်အမိန်းမကိစ္စယောက်ျားကိစ္စဆက်ကိစ္စနဲ့ပဲဘဝကြီးကိုအချိန်မကုန်နေပါနဲ့လို့တော့ကိုကတော့ပြောချင်တယ်ဒါပေမဲ့လူမျိုးမျိုးစိတ်အထွေထွေပေါ့နော်အားလုံးကသူ့ဗီဇနဲ့သူလာကြတာဆိုတော့ဒီအရာတွေမှာပျော်မွေ့နေတဲ့သူကတော့ ဟိုအပူတွေပြောနေရလို့ပဲထင်ကောင်းထင်လိမ့်မယ်လေမြင်တွေ့နေရတဲ့အရာတွေရောဟိုဘယ်လိုပြောရမလဲသင်ငန်းစာယူစရာတွေရော စိတ်ပျက်စရာတွေရောများလာတဲ့အခါကျတော့တော်ပြီးကိုဘကိုတယောက်တည်းပဲအေးအေးဆေးဆေးဘာဖြစ်လို့အခုချိန်မှာကိုဘတာကိုလည်းကို့အလုပ်ကိုလုပ်ပြီးကို့ပတ်စံရှာစားနိုင်နေရဖြစ်တဲ့အတွက် တချိန်ချိန်မှာကိုကိုဘွားလက်တွဲပေါ်ကိုဘောကောင်းတဲ့ယောက်ျားကိုနဲ့အတူတူဖြတ်တန်းနိုင်မယ့်ယောက်ျားကောင်းတစ်ယောက်ရခဲ့ရင်တော့ကိုစဉ်းစားမှာပေါ့လေယနေ့အချိန်ထိတော့အဲ့လိုမျိုးမတွေ့သေးတာဖြစ်တဲ့အတွက်ဟိုကိုသမီးကိုစားပြီးတော့ဂျီရော်နောင်ဒီဂျီရော်နွားចောင်းရတဲ့အလုပ်ကိုမလုပ်ချင်တာပေါ့နော်အဓိကတော့အဲ့တော့ဟိုကိုအလုပ်ပဲကိုအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်လေးပဲလုပ်ချင်တာပါအဲ့တော့အခြေရေးကိုတော့တော်တော်လေးတော့စိတ်ကုံစိတ်ကုံနဲ့မြင်ရတွေ့ရတာတွေရောဂျုံတွေ့ခဲ့ရတာတွေရောပေါ့နော်ပလေးခံရတာတော့မဟုတ်ဘူးကိုကလူတယောက်ကိုချစ်ဖို့အတွက်စိတ်နှက်လိုက်တော့မယ်ဆိုလို့ရှိရင် သူတို့ကကြတော့ကိုယ်တကယ်ချစ်တာမဟုတ်ဘူးကိုယ်စီကရလိုမှုတွေပေါ့နော်ဒီဒီလူတယောက်စီကဘာမြန်ရမလဲပတ်စံရမလားဒါမှမဟုတ်ဘာရမလဲဆိုတော့ကိုယ်စီကဘာမှမရဘူးလေကိုကိုတိုင်းကလည်းတွဲတယ်ဆိုလို့ရှင်သူ့စီကလည်းကိုကဘာမှမလိုချင်လို့ကျမစီကလည်းဘာမှရမယ်လို့မမျှော်လင့်နဲ့ပတ်စံငွေကြေးရောခန္ဓာကိုယ်ရောဘာမှမရဘူးဆိုကိုကအဲ့လိုမျိုးပြောပြီးွားလို့ရှင်သူတို့တွေကအဲ့လိုအချိုးပြောင်းွားတာမျိုးတွေကြုံတွေ့ခဲ့ရရှိတယ်ဘရောမှအချူကအဲ့လို main ကလေးဖြစ်ပြီးတော့ယောက်ျားလေးတယောက်ကိုအမ်မီတွဲရမယ်အလုပ်မျိုးဘယ်တော့မှမလုပ်ဘူးဒါပေမဲ့ယောက်ျားလေးတယောက်စီကလည်းယူလားဆိုတော့လည်းဘယ်တော့မှငါ့ဟွာလေးဝယ်ပေးပါအောင်ဒီဟာလေးဝယ်ဘယ်တော့မှမလုပ်ဘူးဘာဖြစ်လို့ကို့ဘောက်ကိုဝယ်နိုင်တယ်ကို့ဘောက်ကိုရှာစားနိုင်တယ်ပေါ့နော် main ကလေးကယောက်ျားလေးတယောက်အပေါ်ပူဇာတာထက်ကို ယောက်ျားလေးတယောက်ဖြစ်ပြီးတော့မိန်းကလေးစီကပူဇော်တာပို့ပြီးရှက်ဖို့ကောင်းတယ်လို့ချူကတော့မြင်နေပေါ့နော်အထူးသဖြင့်ယောက်ျားလေးကိုပြောချင်တာထက်မိန်းကလေးတွေကိုပဲပြောချင်တာပါဟိုမလွယ်ပါနဲ့ပေါ့နော်ကိုကိုကိုတန်ဖိုးထားကြပါလို့ကိုကိုကိုတန်ဖိုးထားမှလည်းသူတပားကိုတန်ဖိုးထားမှအဲ့တော့ငါကသူ့ချဲ့ရဲ့သားနဲ့ဒီလောက်ပေးဆက်ရဲ့သားနဲ့ငါ့ကိုဘာဖြစ်လို့ तू ကတန်ဖိုးမထားရတာလဲဆိုတာဒါ तू ကိုနှိုက်ကိုကတန်ဖိုးမတိတက်လို့တန်ဖိုးမထားတာအဲ့ဒီပုံမှာမူတည်ပြီးတော့ဩငါငါငါရဲ့ခန္ဓာကိုငါဘိုးကမပေးလို့မြန် तू ကငါ့ကိုမချစ်တော့တာလားဆိုတဲ့စိတ်နဲ့ ေးဖို့စိတ်မကူပါနဲ့လို့ချစ်တဲ့သူကဘာပဲဖြစ်ဖြစ်ချစ်ကိုချက်နေရမျက်နှာလေးမြင်ရရင်ကိုချက်နေတာဆိုတော့အဲ့တော့လွယ်လွယ်နဲ့ကိုဘွားကြီးကိုအနည်းမမခံပါနဲ့လို့ပဲ main clip တွေပြောချင်ပါတယ်အဲဒီပြဆက်ထဲမှာပါဖို့အတွက်ပေါ့နော်ဘိုးဘို entertainment ကကမ်းလှမ်းတာနဲ့ဒါပါပဲဖြစ်ဖြစ်ဒီငလင်ဘေးရံပုံငွေအတွက်ဆိုရက်ဟိုခေါင်းစဉ်ပေါ်မှာညီမတို့ကဟို ဒီဖြောအနုပညာသမားတယောက်အနေနဲ့ဖြောပြတင်ဆက်ရတာဆိုတော့ဘာဖြစ်ပါဝင်ပေးချင်တယ်လေကိုကိုကိုတတ်တဲ့ဒီအနုပညာနဲ့တစ်ဖက်တစ်လမ်းအကူညီပေးရတယ်ဆိုရဲစိတ်နဲ့အဲပထမအဦးဆုံးအဲ့ဒီစိတ်ကလေးနဲ့ဟိုပါဝင်ဖြစ်တာပါကိုလည်းဟိုဒီအနုပညာတက္ကသိုလ်ကျောင်းဆင်းတယောက်ဖြစ်တဲ့အတွက်ဇက်ကြီးဆုံးကိုပြောရရင်လည်းပြဇက်တွေလည်းလောက်ခဲ့ဘူးတာဆိုတော့လေပို့ပြီးတော့တာဝန်ကြီးပါတယ် အငလင်းရံပုံငွေပွဲအတွက်ကိုဒါပြန်ပြီးတော့ထူထောင်ရေးအတွက်ပါဝင်ရမယ်ဆိုတော့ဝမ်းသာတယ်ဘာလို့ဆိုကိုရဲ့ကို တက်ကြွန်းတဲ့အရာတစ်ခုနဲ့ဒါလိုအပ်နေတဲ့နေရာတွေကိုပြန်လဲဖြည့်ဆည်းပေးရမှာဆိုတော့ဒီပေါ်မှာအာသွန်ခွန်ဆိုင်ဝမ်းပန်းတတပဲလက်ခံပြီးတော့လုပ်ဖြစ်တာပါဟုတ်